အမေအရှင်ဖုရားကယဟန္တာလို့ပြောလို့တရားမေးခြင်းလို့ပါဖုရားမௌတကုံကြီးဆရာတော် ਨੇ တွေ့တော့ကလို့ရင်တုံပန်းတုံဖြစ်ပြီးကျွေးမပြန်နဲ့နော်ဖုရားအရှင်ဖုရားသရုတ်ထပါရာဇိကအကြောင်းတိလာဖုရားအဖြစ်ဘုံကြီးမှာဘသူနဲ့တွေ့တွေ့ရင်တုံပန်းတုံဖြစ်ပြီးကျွေးပြန်ခြင်းမရှိပါဘူးဒါပေမဲ့ကာမကုံခံစားတဲ့သူတွေနဲ့တွေ့ရင် ကာမကုံစကားတွေပြောနေရင်အယမ်းယွန်ပြီးကြာကြာစကားပြောလို့မရတာပဲရှိပါသည်အရှက်အကြောင်းမရှိတဲ့သူတွေတီလာမရှိတဲ့သူတွေကာမကုံခံစားတဲ့သူတွေနဲ့တွေ့ရင်စိတ်ကအနေလို့မရလို့ပါကြာကြာလဲစကားပြောလို့မရလို့ပါ ခန္ဓာကိုယ်ကသူ့အလိုလို ဖြစ်တာပါဒါကြောင့်အရှက်အကြောင်းမရှိတဲ့သူတွေတီလာမရှိတဲ့သူတွေ ကာမဂုဏ်ခံစားတဲ့သူတွေနဲ့တွေ့ရင်ကာမဂုဏ်စကားတွေလာပြောနေရင်အိန္ဒြိယတံဝရတီလာတွေကို အလွန်ထိမ့်မိသွားတတ်ပါတယ်။အဲ့တော့အတင်ဒီလဲတီလာမရှိသူကာမဂုဏ်ခံစားတဲ့သူအရှက်အကြောင်းမရှိတဲ့သူ ဖြစ်ရင်ဘုံကြီးတို့ကိုကာမဂုဏ်စကားတွေပြောဖို့ကြိုးစားရင်တော့တင်နဲ့တွေ့လဲဘုံကြီးကဗုဒ္ဓဂုံရေးဆရာတော်နဲ့တွေ့တုံကလိုပဲဖြစ်နေအောင်ပါပါ။ ဒါပေမဲ့ဖုန်းကြီးမှာဘသူနဲ့တွေ့တွေ့ရင်တုံပန်းတုံဖြစ်ပြီးချွေးပြန့်ခြင်းမရှိပါဘူး။တီလာမရှိတဲ့သူတွေကိုမြင်ရင်တော့တီလာမရှိတဲ့သူတွေနဲ့စကားပြောရရင်တော့ကာမဂုဏ်ခံစားတဲ့သူတွေနဲ့တွေ့ရင်ကာမဂုဏ်စကားတွေလာပြောခံရရင်တော့အယမ်းရှက်ရွံ့ပြီးကြကြစကားပြောလို့မရတာပဲရှိပါတယ်။ဒါကြောင့်တင်နဲ့တွေ့လဲအဲ့လိုပဲဖြစ်နိုင်ပါတယ်။ ဒါကြောင့်တက္ကာသူမဟုတ်အရှင်ဘုရားသည်မိမိကိုယ်ကို ထိမ့်သိမ့်ပြီးတွေ့ခြင်းရင်တော့ဘုံကြီးတို့အချိန်ပေးနိုင်ပါလေ။တက္ကာမင်္ဂလာပါအရှင်ဘုရားယဟန္နာဖြစ်ကြောင်းပြောပြဘူးပါဒလားဘုရား။ပြောပြခဲ့ဘူးရင်ထိုနေရာလေးဝင်ကြည့်ကြလို့ပါဘုရား။ကြောက်ဘုရားအေးချမ်းတာယာရှိပါစေ။တက္ကာ ဥတည်ပါရဖျား YouTube မှာဗုဒ္ဓကုံကြီးဆရာတော် ਨੇ အမေးဖြေလောက်တာ တွေ့ဘူးလို့ပါဖျားဝန်ခံထားတာရှိရင်ထိုနေရာသို့ဘဲသို့ဘဲပုံဝန်ခံထားသည်ကိုသိရှိလိုပါတယ်ဖျားထိုများလောက်ပါပဲဖျားအချာမေကိုများမရှိတော့ပါဘီအနာဂါရမူနိဆိုတာဝန်ခံထားတာဟုတ်ပါသလားတိကျန်စိတ်ပြင်းပြလို့ပါတီးခွင့်လေးပေးပါကြောက်ဖျား ပြောတဲ့အချိန်တွေမှာဘုန်းကြီးတို့ပြောတဲ့ပြောထိုက်တာတွေကို ပြောပေးခဲ့ပြီးပါပြီတကားအခုချိန်ကတော့ဓာတွေကိုမေးတဲ့အချိန်ကမဟုတ်တလို့ဘုန်းကြီးဖြစ်တဲ့အချိန်တွေလည်းမဟုတ်တော့ဘူးတကားပြောတဲ့အချိန်တွေဆိုတာဂတိကဝတ်တွေအရာ ပြောရမယ့်အချိန်မျိုးတွေဖြစ်ပါတယ်အခုအချိန်ကတော့ဘုန်းကြီးပြောလို့မရတော့တဲ့အချိန်တွေဖြစ်ပါတယ်တကား ဘာလို့လဲဆိုတော့ဂတိကဝတ်တွေကြောင့်ပါပဲဒါကြောင့်ဒါကို မမေးသင့်တော့ဘူးတကားဖုန်းကြီးတင်ပေးထားတဲ့ post ကတော့ရှိပါတယ်ရှာဖတ်ပါလေတရားများများနာပါတရားအထုတ်ပါတန္တရာဝတ်စင်းရဲကနေရုံထွက်ဖို့ကြိုးစားပါဒါအရေးကြီးပါတယ်ကြံတာအရေးမကြီးပါဘူးအရေးကြီးတာအရင်လုပ်ပါတကား အေးချမ်းသာရာရှိပါစေတကဆူမိုးအောင်ရေမှန်ပါဗျာကြောက်ဖျားအနာဂါရမူနီအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယာ